Hello everyone. ကုအပမ်ကင်စီစဉ်စရာပမ်ကင်အပီဆိုနဲ့ချက်စားကြမယ်နော်။ပထမဆုံးပစုံကိုစက်သားမှုနဲ့စနွေးမှုနဲ့ထည့်ပြီးရမရနေလို့ထားမယ်နော်။ဒီတစ်ခါဝယ်တဲ့ပစုံက ခွန်နီလေးခွာထားတယ်ခေါင်းနီလေးခွာထားတယ်ဆိုချက်ရတာတော်တော်ကြီးစပလင်ရဲ့ချက်သွန်အဖြူနီရဲ့ထည့်ပြီးတော့စီတက်ပါမယ်နော်စီတက်တာမွေးလိုက်ရင်တော့အရင်ဆုံးရှစ်ပြုံသီးချက်ပါမယ်နော်ဘာလို့လဲဆိုတော့ပစုံဟာချက်ရတာပုံမြင်ပါရှစ်ပြုံသီးနူးလာဖို့10မိနစ်လောက်ချိန်ပေးလိုက်ရပါတယ်ဒီနေ့ချက်တဲ့တယ်မှာတော့ခရမ်းကျင်သီးကုံဝါလို့ခရမ်းကျင်သီးအနှစ်ကိုသုံးထားပါတယ်ဒီမှုရဲ့ငံပြားရေးပါရော င်ခဏလောက်နဲ့အောင်ဝေးပြီးတော့ပစွန်ထည့်မယ်နော်ပစွန်အချက်တောင်မြင်နေဆိုလီထည့်ပြီးတော့နောက်5မိနစ်လောက်ပဲကြာပါတယ်ကျက်သွားပါပြီရှင်အခုချက်ထားတာကတော့ပစွန်2ပေါင်နဲ့ထုတ်ပါဆိုလီ4ပေါင်ပေါ့နော် Look at how much shrimp we got ကျက်သွားပြီဆိုတော့မြည်ကြည့်ပါမယ်ခုချက်ကိုကောင်းဖွဲ့ရပါရတာလီယာချူချူချင်းချင်းဆက်ဆက်ဒီမယ်လီလေးပါပါတော့မွေးနေရပဲရှင်